မြန်မာနိုင်ငံမှာပြည်ရင်းစစ်ကြားလေလေငင်းငင်းရေးရဖို့ဝေးလေလေဖြစ်မယ်လို့တိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါရတယ်။အဲဒါကြောင့်လက်နက်ကိုင်အဖွဲ့အစည်းအလုံးအနေနဲ့နိုင်ငံတော်မျက်နှာကြည့်ပြီးအတိတ်ကိုသင်ခန်းစာယူကြမယ်ဆိုရင်ငင်းငင်းရေးရသွားနိုင်ကြောင်းသူကထောက်ပြပါရတယ်။ငင်းငင်းရေးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူဆအမျိုးမျိုးအတွေးခေါ်အမျိုးမျိုးကြိုးပမ်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါရတယ်။ပြည်ရင်းစစ်ကြားလေလေငင်းငင်းရေးရဖို့ ို့ဝေးလေလေဆိုတာကလက်နက်ကင်ဖွဲ့စည်းအလုံးကိုကြိုးမရှာပဲနိုင်ငံတော်အမျက်နာကြည့်ကြမယ်ဆိုရင်ငင်းငယ်ရေးအမြဲဆုံးရသွားနိုင်ကြောင်းတိုင်းလိုင်ရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတယောင်ကဆီယန်နိုင်တင်းဌာနကိုပြောပါရယ်ကျွန်တော်ကျင်းစစ်ကြရင်ငင်းချေးရဖို့ပူဝေးတော်လေဆိုတာကတော့ဒါရတယ်မမှန်တယ်ဒါမဲ့တင်ငန်းကယူရဖို့လိုတယ်တင်ငန်းကယူရင်တော့ငင်းချေးရမြန်မြန်ဆက်ဆံရသွားနိုင်ပါလေအခုကလက်နက်ကင်ဖွဲ့စည်းရများလာတယ်ဒါကြောင့်များလာတယ်ဆိုပြန်တုံးတက်ဖို့လို ို့ပဲတခြားကိုနည်းနည်းအနိုင်ကျင့်တဲ့ဟာငါလည်းနည်းနည်းကိုင်းကပြန်တိုင်းမှဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါကျတော့နည်းနည်းကိုင်းဖို့ရှင်များလာတော့ဒီပြည်သူမှာနည်းနည်းကိုင်းတစ်ဖွဲ့တိုးတိုင်းတိုးတိုင်းမှာပြည်သူပြည်သူမှာဝန်လို့ဝန်တခုတိုးရတယ်ဒါဥပမာအနေနဲ့ပြရမယ်ဆိုရင်တော့ KIA နဲ့အဆက်ဆက်ရေးကိစ္စလေးကိုဆိုနိုင်ရှင်လို့ရပါတယ်ဒီ KIA ကဒီနည်းနည်းကိုင်းကြီးမှာပြည်သူကိုနှိမ့်ဆက်တယ်ကျွန်တော်တို့ဒီရှမ်းပြည်မျိုးတော့အများလုံးနှိမ့်ဆက်တဲ့အခါကျတော့သူ့ကိုပြန်တိုက်ဖို့တဲ့ကိုဒီဆောင်တော်နဲ့ပူးပေါင်းရင်လည်းမထီရောက်တဲ့အခါကျတော့ဟိုတီချန်နဲ့ကိုင်းကသူ့ကိုဖွဲ့ပြီးပြန်တိုက်မယ် ဆိုတဲ့ခါကျတော့ SNE တစ်ဖက်ပေါ်လာပြန်တယ်။ဒါကြောင့်ညနေကန်ဖွဲ့ကြီးတွေအားဖြင့်ပြည်ပြည်စစ်ကြားလေးတွေညချရဖို့ဝေးလေလေဆိုတဲ့စာကညနေကန်ဖွဲ့ကြီးတွေအားလုံးကကိုကျိုးမချပဲနဲ့နိုင်ငံတော်မျက်နှာကြည့်ကြမယ်၊စိတ်ကိုတင်ကားစာယူကြမယ်ဆိုရင်တော့ညချရတော့အများဆုံးရသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ခဖြစ်ပွားလာခဲ့တာဟာ1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကလေးကနေယနေ့အချိန်ထိဖြစ်ပါတယ်။အဲ့ဒီလိုတည်ဆောက်ခဲ့တဲ့အခါမှာလက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊လက်နက်နဲ့စီးပွားရေးလဲလှယ်ခြင်း၊လက်နက်ကင်ထားတာနဲ့ငြိမ်းချမ်းရေးတည်ဆောက်ခြင်းစတဲ့ပုံစံအမျိုးမျိုးနဲ့တည်ဆောက်ခဲ့ကြပါတယ်။ရွေးကောက်ပွဲဆက်ဝင်းရဲ့ပြင်ပမှာလက်နက်ကင်ပြည်ခကတီးခြားကြံနေတာကြောင့်ရွေးကောက်ပွဲအလွန်တိုင်းရင်းသားကိုစားပြုမှုတွေလွတ်တော်တွေရောက်လာတဲ့အခါငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပုံမကိုစားပြုမှုဖြစ်လာနိုင်တယ်လို့ပြည်သူ ်ပါတီ PP ဥက္ကရာဥက္ကိုကြီးကဆင်နေတဲ့တင်ဌာနကိုပြောပါရယ် ုင်ငံရေးနည်းလမ်းနဲ့အခုဆိုတဲ့ရုပ်ောက်ပွဲကာလမှာရုပ်ောက်ပွဲကပြဿနာတွေကိုမဖြေရှင်းနိုင်ပေမဲ့လို့ဖြေရှင်းနိုင်တဲ့လမ်းစာပေါ်လာလိမ့်မယ်လို့ကျွန်တော်တို့ကတော့ပြောလို့ရတယ်။ဒါကြောင့်မလို့လည်းနိုင်ငံရေးနည်းလမ်းနဲ့တိုက်ခိုက်နေတာဟာအပြည့်မထွက်ဘူး၊ရလမထွက်ဘူးဆိုတော့ကတော့ပြီးခဲ့တဲ့ပြည်ကြုံတွေအကြအတင်းကားကယူတင်တယ်လို့ကျွန်တော်ဒီလိုပဲမြင်ပါတယ်။တခုကတော့ပြီးခဲ့တဲ့ကာလတွေမှာလည်းရုပ်ောက်ပွဲတွေအဆက်ဆက်လုပ်ခဲ့ပြီးနဲ့ရုပ်ောက်ပွဲစက်ဝန်းရဲ့ပြင်ပမှာလည်းနိုင်ငံပြည်ပခါကတူးခြားလို့မြင်ချမ်းနေတယ်။အဲ့တော့လည်းနိုင်ငံအင်အားစုတွေနဲ့ ဲ့တွေ့ဆုံဆွေးနွေးတာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံလုံးပြစ်ခတ်တက်ခဲ့မှုစာချုပ်ကိုပြန်လည်တုံးတက်ပြီးတော့အသက်ဝင်လာအောင်ဆောင်ရွက်တာအစရှိတဲ့ဂျင်းရင်ကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်နေရပါပါတော့ဒါမျိုးဆောင်ရွက်တဲ့အခါမှာရုပ်တော်ပြည်လမ်းကတော့ကျွန်တော်တို့ကနိုင်ငံရင်းကိုစားပြုမှုပါလာတဲ့အတွက်ကြောင့်တွေ့ဆုံဆွေးနွေးမှုကပိုပြီးတော့အားကောင်းလာတယ်လို့ကျွန်တော်တို့ကဒီလိုမြင်ပါတယ်ဒီကာလမှာဆိုရင်အဓိကတက်မတော်ကပဲဥဆောင်ပြီးတော့နိုင်ငံရှင်တွေနဲ့ဆုံးဖြတ်တယ်ဆိုတာမျိုးအခြေအနေပေါ့အဲ့တော့ရုပ်တော်ပြည်သွားရင်တော့တန်ခိုးမကိုယ်တိုင်လည်းပါလာမယ်ဒီဒီမို ွက်တဲ့အင်အားစုတွေလည်းပါလာမယ်ဆိုရင်ငင်းငင်းကြီးပါပူပြီးကျက်ပြက်နဲ့ပါဝင်မှုကိုသာပြုမှုဖြစ်လာမယ်လို့ကျွန်တော်တို့ပြောလဲပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာ ဖြစ်ပါတယ်။အဒီနောက်ရွေးကောက်ပွဲအပိုင်း2အား2026ခုနှစ်ဇန်နဝါရီလမှာမြို့နယ်တရားမှာကျင်းပမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲရလဒ်အားမင်းစင်းရဲ့အငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်ဒါမဲ့ရွေးကောက်ပွဲအပေါ်ယုံကြည်မှုအားနေပြီးစိတ်ဝင် ်စားမှုမရှိဘဲဖြစ်နေကြတယ်လို့လေးလာဆောင်ကြည့်သူတွေကထောက်ပြလျက်ရှိပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ NCA စာချုပ်ကို လက်နက်ကင်10ဘွဲ့လက်မှတ်ထိုးထားပေမဲ့လည်း CNF, ABSDF, KNU တို့ကနှုတ်ထွက်ခဲ့တယ်လို့စာချုပ်ပြတ်သွားပြီလို့ဆိုကမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အလားတူ NCA ကိုလက်မှတ်မထိုးတဲ့ KIA, DNA, AA, MNDAA တို့နဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းပေါ်ပေါက်လာတဲ့ PDF ရာပေါင်းမ များစွာနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားနေပါဗျ။